တောင်ကိုရီးယားနဲ့တူကီရဲတို့ကကျက်ဥအလုံးကြီးအတန်းနဲ့ခြေတင်သွင်းရန် UN အစီအစဉ်ကျက်ဥဇင်းနှုံမြင့်တဲ့မှုကိုဖြေရှင်းဖို့အတွက်အမေရိကန်အစိုးရကတောင်ကိုရီးယားနဲ့တူကီရဲတို့ကနေကျက်ဥအလုံးကြီးတန်းနဲ့ခြေတင်သွင်းဖို့အတွက်စီစဉ်နေပါတယ်ရည်သူဖြည့်ရှင်းမှုအနေနဲ့ကျဲဥအလုံးကြီးတန်းရာနဲ့ချီတင်တွင်ဖို့ဆင်ဆဲနေတယ်လို့အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဘရော့ရိုလင်းကအင်ဖြူရာမှာသတင်းထောက်တွေကိုပြောပါတယ် ပိုလန်နဲ့လစ်တူရေးနီးယားချက်မွေးမြူရဲ့အသင်းတွေစီကိုလည်းချက်ဥဝဲယူတင်တွင်းဖို့အတွက်သက်ဆိုင်ရာအမေရိကန်တန်ယုံတွေကနေတစေမင်းမြန်စုံစမ်းလာတာတွေရှိတယ်လို့သက်ဆိုင်ရာအသင်းဖွဲ့တွေကပြောပါတယ်။ဘရိုရိုလင်ကတော့လာမယ့်လအနေငယ်တွင်မှာအမေရိကန်ရဲ့ဥစားချက်မွေးမြူရေးလုပ်ငန်းတွေအခြေအနေပြန်ကောင်းလာမယ်လို့မျှော်မှန်းထားကြောင်းပြောပါတယ်။အမေရိကန်ချက်မွေးမြူရေးခြံတွေထဲမှာ ပြီးခဲ့တဲ့2022ခုနှစ်ကစပြီးကြက်ငှက်တောက်ကွေယောဂအကြီးကျယ်ပြန့်နှံ့ခဲ့ပြီးကြက်ကောင်းကြီး156တန်းကျော်တည်ဆုံခဲ့တယ်လို့နောက်ပိုင်းနှစ်တွေမှာကြက်ဥစည်းတွေလည်းတဟုန်ထိုးမြင့်တက်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကမဲဆွယ်စည်းရုံးစဉ်ကာလလုံးကစားတောက်ကုန်စည်းနှုန်းတွေကျဆင်းအောင်လုပ်မယ်လို့ခရီးပေးထားပေမယ့် ပြီးခဲ့တဲ့နှစ်မှာကျက်ဥဇင်းနှုံဟာ65ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီးအခု2025ခုနှစ်အတွင်းမှာ57ရာခိုင်နှုန်းအထိဆက်မြင့်တက်နိုင်တယ်လို့သိရပါတယ်။အဲဒီနောက်မှာအမေရိကန်အစိုးရကကြက်ငှက်တကူရောဂါကုသပြန်နာမှုကိုတိုက်ဖြတ်ဖို့အမေရိကန်ဒေါ်လာသစ်ဘီလျံထောက်ခံမယ်လို့ကြေညာခဲ့ပြီးမွေးမြူသူတွေကရောဂါကုသခံထားရတဲ့တိရစ္ဆာန်တွေကိုတုံ့ပြန်ခဲ့ရပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။